ကျွန်တော်ကတော့တင်းမီကထပ်ဝင်အောင်ဖြစ်ပါတယ်ဗျ။ကျမကတော့ချစ်ချစ်ဖြစ်ပါတယ်။အဲကျွန်တော်တို့နဲ့အတူတူအရှင်ပြိုင်မဲ့တင်းမီကတင်းမီမှာရှင်ပြိုင်မှာကတော့ကို is queen နဲ့မမင်းမြဲဖြစ်ပါတယ်။ကျွန်တော်တို့တင်းမီနဲ့တင်းမီဘယ်တော့ပြိုင်ဖို့အတွက်အခုကြားတဲ့အချိန်လေးကတော့ဆီယန်နန်အောင်ဆမ်လာဝါရေးပြီးတော့ဥဇော်ဝင်ထုတ်တည်ဆိုထားတဲ့ဝေကျွေးဆိုတဲ့အချိန်ဖြစ်ပါတယ်။ကျမတို့ပြန်ဖဲရဲ့အာသာချေကတော့မမင်းမြဲအတန်လုံးကြီးတယ်။အကူ is queen ကလည်းအတန်လုံးကြီးတယ်။နှစ်ယောက်လုံးတော့ကောင်းပါတယ်။ အားနည်းချက်ကတော့သူတို့တိုက်တော့ကတော့နားထောင်နားထောင်နေနည်းနည်းအပေးယူတိတ်မမြောက်ဘူးချင်မိတယ်ပေါ့ဟုတ်ဟုတ်ဒါမဲ့ကောင်းတော့ကောင်းပါကောင်းတယ်အရင်ကောင်းတယ်ဟုတ်ပြန်ပဲအားသာရဲဆိုနေရင်တော့အာသူတို့ကကျွန်တော်ကတော့ဘာသဘောကြလဲဆိုတော့သူတို့နှစ်ယောက်ကဟိုကေတုံးမတူကြဘူးပေါ့နော်တယောက်နဲ့တယောက်ကဟိုကိုစကွဲကကြတော့လဲအနေပိုင်းသွားတယ်မတ်မင်းမြတ်ကကြမတ်မင်းမြတ်ကကြတော့လဲနည်းနည်းအမြင်ပိုင်းသွားတယ်နောက်ပြီးသူ့တန်လဲခြုံတယ်ပါဆိုတော့ဒါပေမဲ့သူတို့ ဟုတ်ကဲ့တော့မတူတဲ့အခါမှာကျွန်တော်တို့နဲ့မတူတဲ့ idea တစ်ခုပေါ့နော်။ဒါလဲဆို arrange မတူတာလေးတွေ့ရတယ်။အဲ့လိုမျိုးချီချင်းဆိုပြီးတော့သွားတဲ့ဥစ္စာမျိုးလေးပေါ့နော်။အဲ့အဲ့ arrange လုပ်တဲ့ idea လေးတော့သဘောကျတယ်။အကိုတော့နည်းနည်းတော့တခုကတော့နည်းနည်းတော့ပြင်ပန်းတာပေါ့နော်။ဘာလို့ဆိုတော့ key detection မြင်တာဆိုတော့သူ့တော့နည်းနည်းတော့ဆီယမ်မောက်တော့နည်းနည်းမြင်အောင်လုပ်လိုက်ရတယ်။အဲ့တော့ဆီယမ်မောက်နည်းနည်းတော့မြင်အောင်လုပ်လိုက်ရတဲ့အခါကျတော့နည်းနည်းလေးဟိုကဖြစ်တာလေးရှိတယ်။ဒါပေမဲ့အပေးယူတော့ညတယ်ကျွန်တော်ကဒီညနေနေ့တယောက်ဖြစ်တဲ့တော့ပေါ့နော်။ညနေနေ့တယောက်ဆိုတော့ performer ဘိုင်းတော့ အားမရဘူးနော်ပြောမယ်ဆိုရင်ဘာဖြစ်လို့ဆိုတော့ဟိုသူများတွေဆိုလို့ရှိရင်ဒါသူတို့ဒီအဆိုးလဲကောင်းကြတယ်ပေါ့နော်ဟိုသူဆိုလို့ရှိရင်ဒါအကယ်လို့တခြားသူတွေတွေ့ရဆိုရင်သူ performer သူလဲလုတ်ချင်တာရှိမှာပဲပေါ့နော်မဲလိုက်ပြီးတော့ထွက်လာတဲ့ပြန်ဘက်တွေတော့ပေါ့နော်တွေ့ရတဲ့အခါမှာတော့နည်းနည်းတော့ကြောက်တယ်ပေါ့မမမြင်လဲကောင်းတယ်အကို A square လဲကောင်းတယ်သူတို့ကလည်းကိုထက်တော့စင်နီယာကြောက်အောင်မယ်အကောင်လုံးကောင်းကြတယ်နည်းနည်းတော့ကြောက်မိတယ်ပေါ့ပြန်လာ ညရာဇန်တိုက်တဲ့အချိန်မှာကိုနဲ့ညမနဲ့ကဟိုဟာ focal range ကလုံးဝမညီဘူးပေါ့နော် focal range လုံးဝမညီရတဲ့ကြောင့်မို့လို့ညှိရတာလည်းအရင်များတယ်ပေါ့ညှိရတာအရင်များပြီးတော့တယောက်ကတကီးစီဖြစ်နေတော့ကြတော့တော်တော်လေးညှိယူလိုက်ရတယ်ပေါ့နော်မင်းနဲ့ပြီးတော့ပြန်မက်ဒင်းထွက်လာတဲ့အချိန်မှာလည်းနေတော့စိုးရိမ်စိတ်တော့ရှိတာပေါ့နော်တစ်ခါကမောင်လေးထက်ဝင်ရထုံးဆိုလဲသူနေရာလေးနဲ့သူရှိပြီးသားသူတော်တယ်ဆိုတာသိရပြီးတော့ညမလေးကလည်းသူ့ရဲ့အတန်လေးကရမ်းချွတ်ချွေးနဲ့အရန်ကောင်းတဲ့ခါကျတော့ ာတစ်ဖက်ကိုကြည့်ပြီးတော့ငါတို့နှစ်ယောက်ကရောအဆင်ပြေနိုင်မှမလားငါတို့နှစ်ယောက်ကလည်း progress ကလုံးဝမညီဘူးအဆင်ပြေနိုင်မလားဆိုတော့စိတ်တော့ရှိခဲ့တာပေါ့နော်ကျွန်တော်တို့ချင်းနေတဲ့အချိန်မှာဆရာတော်တော်ရောက်လာတယ်ရောက်လာတော့ဆရာကလည်းကျွန်တော်တို့အကြံပေးသွားတယ်ပေါ့နော်အာတချင်းကိုဒါတယောက်နဲ့တယောက်တိုင်းနိုင်ငံကအောင်ဆိုဖို့တယောက်အချလေးကိုတယောက်ကလည်းတူတူချနိုင်ဖို့တေချာတိုက်ဖို့နောက်ပြီးတော့တချင်းကိုခံစားချက်ထည့်ပြီးတော့အကောင်းဆုံးသိဆိုဖို့အာတယောက်တယောက်ကောင်းဖို့ဟိုဘယ်သူပေါ်တာဖို့ ဘသူပိုကောင်းဖို့ဆိုတာထက်နှစ်ယောက်လုံးညီအောင်ဆိုပြီးတော့ခန်းစားချက်ပိုထည့်ပြီးဆိုဖို့ကြံပေးသွားပါတယ်ခင်ဗျာ